်ဘောမတွေထဲမှာဒီကြုံမျိုးမင်းဆိုတဲ့ကောင်ကယူများယူဝိုင်းတာတည်နော်ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ထဲထည့်ထားတော့တူတာစိတ်ဘူးလို့နော်ပြန်လှုပ်ပေးဖို့ပြောတဲ့ဟာကိုဘာပြောလဲဆိုတော့အန္တဒီအစိုးရလက်ထက်မှာတဲ့နော်အဲတိုင်တိုင်ပြန်ပို့ဖို့ဖြစ်နေတော့ဖုံးတစ်ချက်တောင်မဆက်ဘူးတဲ့အခုကြမှာနော်ဟိုလှုပ်ပေးဖို့ရှောက်ပြောတယ်တဲ့ဟမ်သူသူတော်မှအဲ့လိုထားနိုင်လို့လားတဲ့ဟာ ဟိုကမအေးရင်းလေဗျာဘသူဖြစ်ဖြစ်တဲကုံလေးမှာနေတဲ့အိမ်ပဲဖြစ်ဖြစ်ကိုမေထောင်ထဲမှာနေတာနဲ့ဒီတဲကုံလေးမှာနေတာဘယ်တားသမီးကဘမနေတာကြိုက်လဲဟမ်အဲ့ဒါကိုပြောနေတဲ့ပုံကြည့်ကျွန်တော်ကျွန်တော်ဖွင့်ညာဖွင့်ညာမယ်ဒါနောက်ဟိုဘယ်လိုပြောမလဲလူစိတ်ကင်းမဲ့တဲ့လူလောကမှာမရှိတော့ဘူးတဲ့ဒီကောင်ကယူများယူရည်လားမသိဘူးစကားတွေဆိုတာဟိုကိုပြောလိုက်တဲ့စကားတခုမှဘလောက်ဘလို့အတိတ်ဘယ်ကိုတက်ရောက်သွားလဲဆိုတာလေးတော့တို့တွေမတွေးနိုင်တော့တာလားမသိဘူးเนาะជីជីជី ောက်ဆန်းသူကြီးကိုကိုတော့ကောင်းကောင်းပေါ်ဆက်လျှောက်ပြီးပါဆိုတဲ့စကလုံးလောက်ပဲအမြင့်ဆုံးပြောတဲ့ဟာအဲ့ဒါပဲရှိတယ်။ပြောရင်ပြားဟိုဘာခေါ်လဲဆိုတော့တိုင်းပြည်ရဲ့လျှို့ဝှက်ချက်အဥပဒေကိုချိုးဖောက်ထားတဲ့သူနောက်တစ်ခါတိုင်းပြည်ရဲ့ဒီဗန္ဒာငွေပေါ့နော်ကျပ်23ဘီလီယံနဲ့ဒေါ်လာဘယ်လောက်လဲ9တန်း6တန်းတော့10တန်းကျော်လာမယ်။အဲ့လောက်ပမာဏသောငွေတွေအလွဲသုံးစားလုပ်တယ်လို့ဘာဖြစ်လဲဘာဖြစ်လဲတိုင်းပြည်ရဲ့အဥပဒေကိုချိုးဖောက်ထားတယ်။အော်အဲ့လိုလားဥပဒေဆိုတာဗာမင်းတို့ပါဇက်သေးပြောတာဥပဒေလား။ဟမ်နောက်ပြီးတော့ တိုင်းပြည်ရဲ့ဗဏ္ဍာငွေအလွဲတုံးစားလောက်ထားဆိုဒေါ်အောင်ဆန်းစုကြည်ပိုင်နဲ့ကုံစုံဆိုင်ရစ်တဆိုင်တော့မြန်မာပြည်မှာမရှိဘူးလေတူရတဲ့နိုဘယ်ဆုတင်ဒေါ်လာနဲ့ရတာမြန်မာကျပ်ငွေနဲ့ရတာမဟုတ်ဘူးအဲ့ဒီပတ်စံတော့တူတုံးတာသူ့ကိုဂျိုးအတွက်ဟမ်အဲ့တော့အဲ့ဒီအဲ့လိုမျိုးနှမီးကိုတိုင်းပြည်ရဲ့ဗဏ္ဍာငွေကိုအလွဲတုံးစားလောက်တယ်ဆိုတော့ကဲမင်းတို့ဖေခေါ်နေတဲ့အဲ့ဒီစစ်ဘိုလ်ချုပ်တွေနော်မင်းအောင်လှမင်းအောင်လှအခုစကာကွဲဦးစီးချုပ်ဖြစ်မှတလောက်တူရဲ့ လစာမြန်မာငွေ330ရတာမင်းအောင်လှန်စီးတဲ့ဖက်နှက်တွေ350လောက်တန်ကပတ် trust အင်းအပေါ်အင်းကြီးဒီကဘားတွေချွေတွေဝင်နေတယ်မပါသေးဘူးနော်ဆိုတော့မင်းအောင်လှန်ဒစင်စာလက်ပတ်နာကြီးတိမ့်ပနေရတယ်ဟမ်အဲ့တော့သူချမ်းပါတဲ့နောက်ခံသူခန္ဓာကိုယ်မှာတစ်ချက်လေးစင်လာတာတော့တိမ့်ကိုယာနဲ့ခြိတန်းနေတယ်ဟဲဆောက်ခေါမကြည်ကျူလာမတမရ LV8 နဲ့ဟာဟိုယောက်ကဟိုမှာတာဇာမယောက်နဲ့ ဟမ်အနှွေးတဲ့အိမ်ကြီးနဲ့လက်ဘေးကဟိုမှာခွေးလက်ပတ်ပတ်ပြီးတော့ဟမ်အဲ့လိုနေအဲ့လိုအိမ်ကိုဒလိုလွယ်ပြီးတော့အဲ့ဒီလင်မယန်းနဲ့ပေါင်းလိုက်တဲ့ပတ်စံကြည်ဟန်ဘလောက်လဲအဲ့တော့မင်းအောင်နိုင်ရဲ့တူတူလားစစ်သည်ဆရောက်တဲ့အချိန်ကနေဒီနေ့အချိန်ကြီးသူတို့ရတဲ့လကတပြားမှမတုံးနဲ့အကုန်လုံးစုထားကြည့်မင်းအောင်နိုင်ပိုင်ဆိုင်တဲ့အိမ်တပိုင်ဘိုးတော်ရှိရလားဟမ်အဲ့ဒီမင်းအောင်နိုင်တက်နေချီးတက်ပါနေတဲ့အိမ်သားစာပြည်သူငွေတွေ တလောက်တတိုင်းပြည်လုံးကိုခေါ်ပြီးကြည်ကြည်နဲ့ချမ်းသာနေတဲ့ဒူတွေကိုကြတော့မင်းတို့ကဖျားထူပြီးတော့တိုင်းပြည်မှာကုံစုံဆိုင်တော်မရှိတဲ့အမျိုးသမီးကိုကြတော့နိုင်ငံတော်ရဲ့ပတ်စံကိုအလွဲတုံးစားလုပ်တယ်မင်းပတ်စံမို့လို့မင်းပြောထွက်တယ်ကြော်မျိုးမင်းရဲ့မင်းကိုယ့်ကိုတလောက်တန်ဖိုးမဲ့အောင်မင်းမင်းပတ်စံကမင်းထန်နေတာဟမ်နောက်တစ်ခုကနိုင်ငံတော်ရဲ့ဥပဒေချိုးဖောက်ထားတယ်ဆိုတော့နော်မင်းအောင်နိုင်အခုအာဏာတိမ်းတာ2021ခုနှစ် ဖေဗူလာတရက်နေ့မနက်9နာရီမှာနိုင်ငံတော်တမထကိုစစ်တပ်ကလာဖမ်းတာဟုတ်တယ်နော်ဦးဝင်းမြို့ကိုတိုင်းထွက်ဆိုထားတယ်မင်းအောင်နိုင်ကာလုံခေါ်တာကမနက်9နာရီမှာခေါ်တာအဲ့တော့အဲ့ဒီမနက်9နာရီအချိန်ဒီဦးဝင်းမြို့က2020ရွေးကောက်ပွဲကနေတက်လာတဲ့တမထမဟုတ်ဘူး2015မင်းတို့စစ်တပ်ကိုတိုင်းလက်ခံပါတယ်ဆိုတဲ့အတီးပြုတ်ထားတဲ့ဖွဲ့စည်းပုံချင်းကဥဒေရအတီးပြုတ်ထားတဲ့နိုင်ငံတော်ရဲ့တမထ နော်မင်းတို့အကြောင်းပြတာက2020မဲလိမ်မဲကိုအကြောင်းပြတာအဲ့တော့ဥယျာဉ်မြို့ကိုလာဖမ်းတဲ့အချိန်ဒီကာလုံနဲ့မခေါ်ရသေးဘူးသူဒီ2015တမရတတန်းနဲ့မကုန်သေးဘူးအဲ့တော့သူဟာတရားဝင်တမရကိုမင်းတို့ကလက်နက်ကင်ပြီးလာဖမ်းတာအဲ့ဒါနိုင်ငံတော်တစ္ဆာဖောက်ဖြစ်ပြီးတော့နိုင်ငံအာဏာကိုမတရားလုယူစ조사တဲ့နိုင်ငံတော်ပုံကံမှုမဟုတ်ဘူးလားမဟုတ်ဘူးလို့ဘယ်ကောင်ညင်းရဲ့အဲ့ဒါကြီးတဲ့အပြစ်ဒီနိုင်ငံမှာမရှိတော့ဘူး အဲ့နိုင်ငံမှာရှိတဲ့အပြစ်တွေထဲမှာအကြီးဆုံးအပြစ်ကိုကျူးလွန်ပြီးတော့နိုင်ငံအာဏာကိုလုဖို့နိုင်ငံတော်တမရနဲ့အစိုးရခေါင်းဆောင်ဝင်ကြီးပိုင်းဒီအပိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်အပေါင်းအစိုးရခေါင်းဆောင်တွေအဖွဲ့အားလုံးပြန်ပေးဆွဲထားတာလေဟမ်အဲ့ဒီကောင်တွေကိုကြတော့မင်းတို့ကဖျားထုပြီးတော့ဥပဒေအတိုင်းလာခဲ့တဲ့ဒီအမျိုးသမီးကိုနိုင်ငံတော်ပုတ်ဟိုအဲ့ဥပဒေနဲ့ညှိတယ်ဆိုတော့မင်းပတ်စမင်းမရဘူးလားကြော်မျိုးမင်း မင်းပစက်နဲ့ဖင်နေရလေလမ်းပဲဖာခံနဲ့ဖာတယ်မှဖင်တော့မှမင်းနဲ့တန်ဖို့ရှိတယ်အကောင်းဆုံးတာကျွန်တော်မင်းမင်းဖြစ်နေတဲ့ဘဝမင်းတို့မင်းတို့တိလားမတိလားမသိဘူးနော်အဲ့ဒါလိုစကားမျိုးကိုငါပြောတယ်ငါတန်ဖို့ကအဲ့လိုကြပါမင်းမို့လို့ပြောတာမဟုတ်ဘူးနော်မင်းပြောနေတဲ့စကားတွေအရာမင်းရဲ့တန်ဖို့ကလမ်းပဲမှာပြစ်ဒဏ်လောက်နေတဲ့မင်းမပြက်ခဲ့တယောက်ခဲ့ပြစ်သူ့ဒဏ်တော်မှာမင်းပစက်တဲ့တန်ဖို့ရှိတယ် အဲ့ဒါတကယ်မင်းဖြစ်နေတဲ့ဘဝမင်းအမင်းပြန်ငါပြောတာမှားလားမှားလားမင်းတည်းချာစဉ်းစားမှားတယ်ဆိုလာပြောမင်းမင်းနဲ့ငါဒီဘိတ်ပြောရလာပြောဘယံမနာကိုပြောနေတဲ့စကားစွတ်ပြောလို့မရဘူးလေကွာဟမ်မင်းပြောနေတာစွတ်ပြောတာစကားမဟုတ်ဘူးအဲ့ဒါကြော်ပြမင်းလူဆိုတာစကားကိုပြောရတယ်စကားဆိုတော့ဗါတယ်အကောင်းဆိုအကြောင်းအကျိုးအမှားမှန်စီလျော်မှုရှိရမှားတယ်ဆိုလည်းမှားတယ်မှန်တယ်ဆိုလည်းမှန်တယ်မင်းကပေါက်ပန်းလေးတွေတိတ်မိတရအောက်တန်းကျတဲ့ဟာကြီးရှောက်ပြောတာပဲဟမ် အာဒီကောင်ပြောထွက်တဲ့ပုဇံကအဲ့ဩပါတယ်ကွာအော်တရားဆိုခံထားတယ်သူပြောရင်တော့နိုင်ငံဗန္နာဝီအဂရိလုပ်တယ်ပေါ့ဗျာအဂရိလုပ်တယ်လို့ခံစားပြောခံထားတယ်လူအဲ့လိုလူမျိုးပေါ်မှာတိတ်အောင်ဆိုးရတာလည်းဘယ်လိုလုပ်ပြီးတော့လုပ်ပေးဖို့ပဲပြောမလဲပြောစင်းပြောရင်တော့သူအမြင်ဆုံးပြောရင်အမြင်ဆုံးပြောရင်တော့ကျမ်းမကျမ်းမကြီးကောင်းမောဆောက်ရှောက်ပေးထားပါဒါပဲပြောမှာပြီးတော့ကဲအဲ့ဒါဆိုဒေါက်တာအင်းမောင်ထွက်လိုက်တာပါဖြစ်လို့ဟင်ဒါဒေါက်တာအင်းမောင်ကြောင့်မင်းတို့ထွက်လို့ရတယ်ပေါ့အဲ့ဒါကြတော့အဲ့ဒီဥပဒေနဲ့ဆွဲထားတာမဟုတ်တော့ဘူးအဲ့လိုလား မင်းတို့လွတ်ကျင်တဲ့လူကိုလွတ်လို့ရတယ်လေမင်းတို့မလွတ်ကျင်တဲ့လူကိုမလွတ်ဘူးလေချင်းချင်းပြောရင်တော့ဒီစစ်ခေါင်းဆောင်တွေဟာခင်းဆက်ဆက်နိုင်ငံအတွက်အလုံးလုံးကျွေးပြုတ်မဲ့ခေါင်းဆောင်တစ်ဖက်ကသူတို့ရဲ့စန့်ကျင်ဘက်အရက်ကပေါ်လာတဲ့လူမှန်သမျှကိုခင်းဆက်ဆက်ဖမ်းဆီးထောင်ချတပ်ဖြတ်မျိုးစုံလှုပ်လာခဲ့တာလေဒီနေ့ချိန်ကြီးပဲလေဥပဒေဆိုတာဥပဒေရဲ့အရှိမတရားဆိုတဲ့စကားလုံးပါမှအဲ့ဒါဒီတရားဥပဒေဖြစ်တာလက်ရှိမင်းအောင်လှိုင်ပြောနေတဲ့အရာအလုံးဟာတရားဆိုတဲ့စကားလုံးအရှိမကတ်လို့ရတယ် ဟမ်အေးအဲ့ဒါဥပဒေဥပဒေဆိုတာတံတောင်းစားကလည်းထုတ်လို့ရတယ်သိလားရှင်ဘရင်နဲ့ထုတ်လို့ရတယ်နော်ငွားကြောင်းသားနဲ့ထုတ်လို့ရတယ်ဘာဖြစ်လို့ဥပဒေကလူတိုင်းထုတ်တယ်ဒါပေမဲ့တရားတာမတရားတာကိုပြန်ကြည့်ရတယ်တိုင်းပြည်အတွက်ထုတ်တဲ့ဥပဒေဆိုအရှိမတရားဆိုတဲ့စကလုံးတရားဥပဒေဖြစ်ကအခုမေးမဲ့လေအဲ့ဒီတောင်းလိုက်တာမအေလို့ပြောနေလုပ်နေတဲ့အရာတွေကတရားဥပဒေနဲ့ညီညွတ်လားတရားဥပဒေနဲ့ဆန့်ကျင်ပြီးတော့ဥပဒေဆိုတဲ့အရာတွေကိုရှောက်ပြောနေတာ တူလိုအပ်ချက်အရာတူကောင်းဖို့အတွက်ဥပဒေတွေရှောက်ထုတ်တာလေအဲ့ဒီဥပဒေနဲ့ညှိတဲ့ဟာကိုတစ်ဖက်သားကိုရာဇဝတ်သားပုံစံမင်းပုံဖို့အောင်မင်းမယ်ပြစ်ဒဏ်မှာအောင်သူများအဲ့လိုပြောမင်းခံနိုင်လားဟမ်ကျွန်တော်မင်းကမင်းမယ်ဟမ်ဒေါ်ဆန်းစုကြည်ဆိုတာသူများသားတွေရဲ့မိခင်အဲ့တော့မင်းလည်းအမေရှိမှာပဲမင်းမယ်ကိုသူများတက်ကအဲ့လိုလုပ်မယ်အဲ့လိုပြောမယ်ဆိုမင်းခံစားနိုင်လားကိုချင်းစာတရားဆိုတော့အဲ့ကစနော်မင်းတို့ကတအားရုပ်ပဲ့ရကြီးတယ်ရုပ်ညံ့လွန်ကြီးတယ် င်းတို့လည်းလူမဖြစ်တတ်တဲ့ကောင်မျိုးတွေနော်မင်းတို့မွေးခဲ့တဲ့မင်းအဖေနဲ့အမေကဘလောက်တော့စောက်အပ်ကူတို့များခဲ့တယ်ဟမ်စောက်ကမင်းညှောထားပြီးလီနီယံဖင်တန်းရပြီးမင်းတို့ကောင်မျိုးထွက်လာတာနော်အဲ့တော့တိုင်းပြည်ကိုဒုက္ခပေးမဲ့မင်းတို့ကောင်တွေကြီးပွားလာတာနော်တကယ်အောက်တန်းစားတွေမင်းတို့ကဘလောက်တော့ရုပ်ညံကြီးမကောင်းဘူးကွာလူကရှင်ပြိုင်ပါယောက်ျားတွေယောက်ျားစိတ်နဲ့ရှင်ပြိုင်ကြပေါ့ဟုတ်တယ်မလားမရှိတဲ့အပြစ်ကိုမပြောနဲ့လေရှိတဲ့အပြစ်ကိုပြောလေဟမ်မင်းတို့တွေမတရားဖန်ဆီးလှုပ်ချင်တိုင်းလှုပ်နေတဲ့အရာကြီးတခုကိုတစ်ဖက်သားကိုမင်းအဲ့လိုနှဲ့နှဲ့ညံ့ညံ့ပြောလိုက်မယ်ဆိုရင် ။ဟိုမှာငါပြောတာကုံစုံဆိုင်တော့မရှိဘူး။သူ့သားတယောက်နော်ဒေါအောင်ဆန်းစုကြည်အတိုင်းပင်ခံ၅နှစ်ပြောရတဲ့သူ့သားလာပြီးတော့ကုံကုံစုံဆိုင်တဲ့ဒီကုမ္ပဏီမပြောနဲ့ကိုရဇာလေးတဆိုင်တော့မြန်မာပြည်မှာလာမဖွင့်သွားဘူး။အလဲတော်မလာဘူး။ဟမ်အခုမင်းမဲ့လင်မင်းအောင်နိုင်ရဲ့သားအောင်ပြည့်စုံမင်းအောင်နိုင်တဲ့စောက်ခွားမှတူတူလားစစ်ထဲစောက်ဝင်တဲ့စောက်ဖွက်တွေကိုကြည့်စောက်ပြားမနာပြားရှိလဲလို့ဟမ်အဲ့ဒါတော့မွဲသေးတဲ့ရုပ်ကနေ အဲအခြားစည်းပွားရေးလုပ်လို့ရလို့သူ့အခြားစည်းပွားကဏ္ဍကရတယ်ဆိုရင်တမျိုးနောက်တစ်ခုရှိတာကပြည်သူကြည်ညိုလို့ဒေါအောင်ဆန်းစုကြည်လို့လို့ပြည်သူကတင်များတဲ့ခေါင်းဆောင်ဖြစ်နေလို့ပြည်သူကတော့ပံ့ပိုးကူညီပေးလို့ရှိလာဆိုတမျိုးမင်းတို့ဘောမတွေမင်းအောင်လိုင်းအားပေးလို့ဆိုတော့အာနာရှိတို့အားပေးနေတာလေအဲ့ဒါကမနေ့တနေ့မှမင်းအောင်လိုင်းကာချုပ်ဖြစ်လာတာလေအခုမင်းအောင်လိုင်းအာနာသိမ်းပြီးမှအောင်ပြေဆုံးဟာနိုင်ငံစီမံကိန်းတွေဘယ်နှခုကိုအချောင်ဆင်းနဲ့ရခဲ့ပြီးသွားပြီ ဒေါ်အောင်ဆန်းစုကြည်တာသမီဒီမြန်မာနိုင်ငံမှာမြင်းမြစ်ကစားဘာတခုအကိုကျိုးလာယူထားတာရှိတယ်အဲ့တော့မင်းတို့ကွာဟိုအပြစ်မရှိတဲ့လူကိုအပြစ်မရှိပါဘူးလို့မပြောပေးနိုင်ရင်တောင်မှမဟုတ်ပါဟုတ်ကသူတို့စကလုံးမျိုးနေနဲ့ယုံညံ့ဆိုတော့မလုပ်ပါနဲ့เนาะမင်းတို့တစ်ဖက်မှာနေကြလို့ရှိရင်မင်းတို့အတိုက်ခံပုံစံမျိုးဖြစ်အောင်အပြုတဘောဆောင်ပြီးနေပါမရှိတဲ့အပြစ်တွေကိုသူတို့ယုံညံ့တဲ့စကားတွေနဲ့ပျော်စွတ်ဆွဲခံရတဲ့လူတွေမှာကိုချင်းစာကြည့်ပေါ့ဟောနမမင်းမေကိုမင်းမှတ်မိတယ် မင်းမပေသွားပြီလားကိုရှိသေးလားဟမ်ပေပဲဖြစ်ဖြစ်ရှိပဲဖြစ်ဖြစ်မင်းအမေကိုတူများတကအဲ့လိုလှုပ်လာမယ်အဲ့လိုပြောလာမယ်ဆိုမင်းအနေနဲ့လက်ခံနိုင်တာမင်းပစ္စည်းလေးမိတ်မင်းခဏစဉ်းစားအဲ့လားလေးနဲ့ငါပြောချင်တယ်တအားရုပ်မညံ့တဲ့ကြော်မျိုးမင်းမိကိုကိုယောက်ျားဆိုတဲ့တန်ကိုရှိတယ်ဆိုရင်ငါပြောတာမင်းတိတိကျကျနားတော့နော်မင်းကတအားအောက်တန်းကြမယ်ကောင်းစန်းသူကြီးရဲ့အမှုတွေနဲ့ပတ်သက်လို့တို့ကလေ့လာကြည့်ပြီးလေတရုတ်တွေပါတယ်ပေါ့ကောတို့ကလိုက်လေ့လာထားပြီးသွားပြီလေ့လာထားတဲ့အခါမှာ သူတို့ဒါဒီနိုင်ငံရဲ့ဥပဒေနဲ့တွားနေတဲ့ကိစ္စဝင်ပါလို့မရအောင်ဆိုသူတို့ကောင်းကောင်းသိတယ်အဲ့တော့သူတို့တောင်းဆိုဒီကင်မရာတွေဆိုတောင်းဆိုချက်ကတောင်းဆိုချက်သားလေးဖြစ်ပြီးတော့ဘာမှတရုတ်ကလုပ်ပြီးမပေါ်ဘူးပြီးတော့ तू ကခုမှပြူပြဲထားတယ်တောင်းဆိုတာကိုလုတ်ပေးတာမပေးတာကအဲ့ဒါကသူတို့ရဲ့ခန္ဓာနော်လက်ရှိဒေါ်အောင်ဆန်းစုကြည်ပါဝင်လက်ရှိအာနာတိတ်မှုကိုနိုင်ငံတကာရောက်စန့်ကျင်နေကြတယ်ဆိုတာကမင်းတို့ရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုနိုင်ငံတကာကတိဖို့အတွက်အရေးကြီးဆုံးချက်ပဲချင်းချင်းလေးပဲ မင်းတို့မင်းတို့ဘက်ကဘလောက်လူမဆန်ဆိုတာနှုတ်ထားတယ်ဆိုတာကိုနိုင်ငံတကာအနေနဲ့မျက်ရှင်မပြတ်တီးဖို့ကအရေးကြီးဆုံးပဲเนาะအဲ့ဒါအရေးကြီးဆုံးအဲ့ဒီကြောင့်မင်းတို့အခုလူရဝင်တာမဝင်ဘူးဒါအပြေပဲเนาะပြောပြောနေတာတခါကြတော့လေဒီကောင်တွေကဘာလို့ဆိုတော့တရုတ်ကမြန်မာဆိုးကပြောမြန်မာဆိုးကကြောက်လန့်ပြီးလုပ်ဝင်မယ်ထင်တာ노တရုတ်ကလည်းမြန်မာဆိုးရဲ့အုပ်ချုပ်ရေးနေရာမှာသူဆက်ဖက်လို့မရဘူးသူဆက်ဖက်လို့မရဘူးအဲ့လိုပဲသူ့အနေနဲ့ကဆက်ဖက်လို့မရလို့နေလားဟိုမှာလာရှိုးလူကျင်တော့ ပပါတောက်ပေးပါလာရှုပြန်တောင်းပေးပါ MND ရေကဟုတ်လားလာရှုပြန်တောင်းခိုင်းရတယ်ဆော့ဖက်လို့မရလို့ဟုတ်လားမင်းတို့မင်းတို့လည်းတော်တော်ရီဖို့ကောင်းတယ်နော်ဟိုမင်းတို့တွေဖြစ်နေတဲ့အရာကိုပြည်သူတွေများမသိဘူးဘလောက်မှမင်းတို့ပြောမလဲမသိဘူးနော်ငါသွေးတယ်အကောင်ပြောတာအဲ့ဒါဆိုတော့အကြံမပြုတ်လို့ရတယ်ဆော့ဖက်လို့အဲ့အကြံပြုတ်တဲ့နေရာမှာတော့တော့ကျွတ်ပါလို့တော့ကျွတ်ပါလို့အကြံပြုတ်လို့မလို့တော့မထင်ဘူးဒါကြောင့်ဒီတော့တောက်ဆိုချင်ရသည်နိုင်ငံရေးရအမျက်ထုတ်ကိုကျူးစားတာပဲဖြစ်ပြီးတော့နောက်တစ်ခုကဒီ South China Bonding ပို့လို့ဒီရားနေပြီးတော့ကောက်တင်ပြီးတော့တက်တက်ကိုတမင်ကိုဒါ လူတွေကြားမှာဝါရဖြောင်းကြိုးစားတာဒေါ်စားသူကြီးနဲ့ပတ်သက်ပြီးတော့လူတွေကြားမှာအတန်ဖောက်ကြိုးစားတာတရုတ်နဲ့မြန်မာနဲ့ဂျာဆက်ဆံရေးကိုလည်း cloud ဆန်ကျင်နဲ့ညီရွေးချက်ပဲလို့ကျွန်တော်မြင်တယ်။ကိုယ်လည်းပြောရမယ်။ဒေါ်စားသူကြီးကသူပြောတယ်လို့ပြောမယ်ဆိုရင်အချိန်တိုင်းခင်ဗျာအခြေချုပ်လည်းနေရမှာပြောပါဗျာ။အခုလည်းအခြေချုပ်လည်းနေရပါလေဗျာ။ကိုယ်ကလည်းပြောရရင်ဒေါ်စားသူကြီးကလည်းအေးဆေးကောင်းမှုနေရတာပါ။အဲ့ဒါကိုခုမှရှုပ်ရှဲပြုပြထားလို့ကျွန်တော်လည်းတစ်ခါတစ်ခါကြီးလုပ်ရင်ချင်ပြီးသားနော်။အဲ့တော့ဒေါ်စားသူကြီးကသူကစိုးရိမ်နေပေမဲ့သူကတော့တချို့တော့စကားလုံးတော့ဘယ်တော့မှပြောလို့လား။တယောက်ကဒေါ်စားသူကြီးရှိမှရှိဒေါ်စားသူကြီးသူ့အမေကိုတွတ်ချပေးကြပါဒါမှသူ့အမေတက်ချပေးကြရှိသေးမှရှိသေး ဖြစ်ကုန်တကယ်တကယ်ဒီကောင်ဒီမေကနောက်ကဘသူကမြောက်ပေးနေတယ်တော့မသိဘူးလားဟာတော်တော်လေးကတော့ကျော်မျိုးမင်းသူအမေလေးကွာသူအမေမင်းအမေကိုသူများအလုပ်လုပ်တိုင်းကဲအဲ့ဆိုမင်းအမေကိုငါဟိုတယ်မှာခေါ်ပြီးတော့နှင်းကျုံးနေပဲကွာဟမ်မင်း morning breakfast ဟမ်ကိုဝေကိုရှော်စရာမလိုဘူးဟိုတယ်ဝန်ထမ်းတွေကိုရှော်ခိုင်းမယ်မင်းမင်းလက်ခံနိုင်လားဟမ်လက်ခံနိုင်လားကဲကျော်မျိုးမင်းအမေကိုနော်နော်မင်းမရရရှိတယ်မလားငါနှင်းကျုံးနေမယ် ဟာမင်းအိမ်မှာအဲ့လိုမနေအောင်လေကွာမင်းအိမ်မှာအလုံးလုံးကထမင်းချက်ရှင်းရှင်းကတည်းကလေဟိုတယ်မှာအကြော့လားထားမယ်မင်းလက်ခံမလားစောင့်သိမ့်မယ်ရှိတဲ့စကားကိုပြောလေကွာမင်းကငါဘာကောင်လဲကွာဒီကောင်ဟမ်မင်းကမင်းမမရအောင်မင်းမင်းမရှိအောင်မင်းမရတော့ရှင်းဦးမှာပဲအဲ့လိုလုပ်မယ်မင်းလက်ခံနိုင်တာမင်းတို့အဲ့လိုရိုင်းရိုင်းပြောမှတိတာမတိဟာကိုစီကမင်းတို့ဘောမရှိတဲ့ငစီကမှတ်ရိုင်းတာဘာဖြစ်ရတန်ရန်တန်ရန်ပဲရတိလားမှတ်ရိုင်းတာမဟုတ်ဘူးကိုစီမှတ်မရိုင်းဘူးဒါပေမဲ့ကိုစီကတန်ရန်တန်ရန်တော့ပြန်ပေးတယ်နော်အခုဘောမတွေထဲမှာ မင်းတို့ပြည်တွင်ကမင်းတို့အောက်တန်းစား၄၅ခေါင်ငါပြောတဲ့ပုံစံနဲ့ပြပကဘောမတွေကိုငါပြောတဲ့ပုံစံပါကွာတယ်ကြည်နော်ပြပကဘောမတွေကိုငါရိုင်းရိုင်းဆိုင်ဆိုင်ပြောတာမြင်ဘူးလားဘာဖြစ်လို့လဲပြပကဘောမတွေသူတို့ဘောမတွေဆိုမင်းတို့လိုအောက်တန်းမကြဘူးနော်သူတို့စစ်တပ်ကိုထောက်ခံတယ်မှန်တယ်ဒါပေမဲ့မင်းတို့လိုရုပ်မပဲ့ဘူးရုပ်မညံ့ဘူးအဲ့ဒီအတွက်သူတို့ကိုကိုနဲ့ရန်သူဖြစ်နေတယ် တဖက်အချမ်းကလူဖြစ်နေပြီမဲ့เนาะဂါရဝတရားထားပေးတယ်ငါတို့မင်းတို့လိုကောင်မျိုးတွေကိုငါတို့ဂါရဝတရားထားပြီဆိုလမ်းပေးအိတ်နေတဲ့ဖွေးဝဲစားငါထိုင်ရှိခိုးပေးလိုက်တယ်တရားကြော်မျိုးမင်းအဲ့တော့မင်းတို့နဲ့တန်တန်စကားဝင်ပြောတယ်အဲ့ဒါကိုနေ့ကငါမေးသလိုเนาะဘုရုံမှုကြီးရဲ့အကောင်းကိုထားပေးတယ်ဆိုအေးအမေအမေနဲ့မင်းမရအောင်လည်းခေါ်လာခဲ့เนาะဟိုတယ်မှာကိုစီကောင်းကိုထားပေးမယ်မင်းလက်ခံလားဟမ်เออนายน่ะไม่ตัดไหนเนาะเอ้าแล้วลักษณะไหนเนี่ยสรุปมีมีตัวละสกาหมั่นละมาละเมมิซินซาตรีล่ะเนาะ ဲ့လိုဆိုတယ်အဲဒေါက်ဆန်သူကြီးကျန်းသားမှာရှိသလားမသိတော့ကျန်းသားမှာရှိတယ်လို့ကျွန်တော်တို့ပြင်ကြားထားတယ်သိထားတယ်ပြီးတော့ ACC ပဲပြီးရင်လောရစေသူကအခြေချုပ်ပုံစံမျိုးတော့ ACC နေနေရတာသူကနေနေအခြေချုပ်ကိုနေဆန်ဆန်နေနေရတာသူကသူ့ထောင်းထဲထည့်ထားတာဒါပြောတာပါဗျာစားတဲ့တော့ဆောက်ကောင်းကောင်းကြည့်ထားတယ်ကျန်းသားရောက်ဖို့တာမန်ပြည်သူကတက်လာကြမှာတစ်ခေါက်တော့မရရင်မသူကတပတ်တပတ်တစ်ချိန်ပုံမှန်စစ်ကောင်အာဒုက္ခပဲဗျာကျွန်မမေး UI ဒါမတည်ဘူးကျွန်မမေးအကောင့်ပြောတာလူကနေတော့ချတဲ့ခါတော့စစ်ခံပြီးလုပ်နေနေတာအဲ့တော့ခင်ဗျားစမ်းကြည့်ဗျာ သူ့ကိုသူလည်းဂျမ်းမိုက်စောက်ချုပ်နေဗျာဂျမ်းမိုက်စောက်ချုပ်မှုလည်းကောင်းကောင်းပေးထားရဗျာအစားတော့ကျွန်တော်ကျွန်တော်ဒီဗီဒီယိုဖိုင်လို့လေကျွန်တော်ခေါင်းစဉ်ရပါလေတည်တာကျော်မျိုးမင်း you are လို့အဲ့တိုင်းရေးတော့ဘာလို့ဆိုရင်ယူနေတဲ့လူတယောက်ကပြောပြောတဲ့စကားဖြစ်နေအကောင်မလူကောင်းဆိုအဲ့စကားကိုပြောမလားပြောမလားအခုဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူကောင်းတင်ဆိုအဲ့လိုစကားကိုပြောမလားမဟုတ်ဒီထဲမှာစစ်တပ်ကိုထောက်ခံတဲ့လူတွေပိုင်ပါမယ်ခင်ဗျားတို့နော်အဲ့လိုပြောမလားကိုမေကိုထောင်ထဲထည့်ထားလားစိတ်ပူစရာမရှိဘူးဆိုတာဖြစ်တဲ့စကားလားမဖြစ်တဲ့စကားလားဗျာဟမ် ။ဟာကောင်းကောင်းကြွေးတာလေဗျာ။နေကြတဲ့ကောင်းကောင်းပြေးတာလေဗျာ။ငါရှင်းရှင်းပြောတမတ်မြတ်တာလေယာတုတုပြောင်းလေအဲကောင်းထည့်ပေးတယ်စနစ်ကြဟိုရေပူရေစနစ်ကြရတာစနစ်ကြလုပ်ပေးတယ်ဗျာ။ကဲဘာကြံသေးလဲအဲ့ဒါမှဟိုအဲ့ဒါမှဟိုဘာဖြစ်တယ်ညာ။ဟောဟုတ်တယ်ဒေါက်ဆန်းစုကြည်ပထမလမ်းပေးမှာကျူးကျော်ရက်ွက်လေးမှာတဲလေးနဲ့ကစွန်းချိုးရောင်းပြီးနေရတာနော်ဟုတ်တယ်မလား။အဲ့ဒါပြောရင်အဲ့ကင်မရာအုပ်စုပြောမှာမင်းကမင်းအမေကိုချီးမွေးပြီးမလားလေမွေးပြီးတော့ထားနိုင်တယ်ကောင်မလို့မင်းဒီစကားကြီးပြောမှာတော့ပြန်မေးရမှဖြစ်နေ။နော်အခုလက်ရှိတက်မလို့ထားသလိုမျိုးမင်းချီးမွေးပြီးမလားထားနိုင်တယ်မင်းအစွမ်းသားမင်းရှိလို့လားလို့တော့မေးရတာတောက်ရောက်နေတယ်ဒါမို့ ဟိုမိဘကိုရှင်းတော့ဖမ်းပြီးထောင်ချထားတဲ့လူတော်ကိုဒီကထိုင်ပြီးကျေးဇူးတင်အောင်အော်ရေဟုတ်တယ်နော်ငါမေကိုကျေးဇူးတင်ပါတယ်ကွာအခုတို့အပူအေးနဲ့နဲ့လေးတထားလို့ဆိုပြီးဟာဒုက္ခပဲကွာငါလောကမှာဒီလိုလူတွေတကယ်ရှိတယ်ပေါ့လေတမိုးထားလို့လားတို့မိရမဖြစ်တယ်အဲ့တော့ခုမှထားပြီးမေမေမေလောက်တာဒီဟိုကြည့်ရတာတော့ဟို ဘသူတွေက funny ပေးလို့များမဖြစ်မနေအတန်ထွက်ပေးနေလဲတော့မသိဘူးလို့ပဲကျွန်တော်ပြောရင်လည်းဒီတော့လောက်ပါပဲအားလုံးပဲခွင့်ရတဲ့ရှိပါတိုင်းပြည်ကိုစေနာမဲ့ထားပါတက်ဆာရှိပါကိုယ့်နိုင်ငံသားချင်းအပြန်အလှန်တက်ပြန်ပါတမန်ရပြောမယ်ပြောနေတဲ့ဒီမိုက်လူရကလူတက်အချမ်းပဲအားပေးတယ်မှာခင်ဗျားဖြစ်နေလားဆိုတော့ပြန်လေပြောတော့ပါလို့ပြောရင်လည်းခွန်နိုင်ကကြားတယ်နော်ပြောမလားခင်ဗျားလို့ဆိုအဲ့လိုပြောပြောမလားဟမ်ကိုမိဘအရင်မအေးအရင်ခောက်ခောက်ကိုမတရားဖမ်းပြီးတော့ထောင်ထဲမှာထည့်ထားတယ်ဘလို့နေရတယ်ဘလို့စားရတယ်ဘလို့ပုံစံဘာမှလည်းတိခွင့်မရှိဘူး ဟမ်ဘာမှလည်းကိုမေးအပြစ်ရှိတာမဟုတ်ဘူးဒီတိုင်းပြည်အဲ့တော့အိုးရက်ကကိုဘလူလဲအဲကိုဝင်နေအာကျွန်တော်ဝင်နေတော့ဗီဒီယိုဖိုင်ရေရှင်လောက်ထားရသေးတယ်နော်ဝင်နေကကိုချိုကြီးနော်ကိုချိုကြီးဆိုတာဒါဘောမှပဲဒီတော်လိုင်းဘက်ကလူတွေအမြဲဆဲတာကိုခံခဲ့တယ်ဘောမှတယောက်ဒါပေမဲ့သူကပြီးပါမှနေတယ်နော်ကိုချိုကြီးမခံနိုင်လို့ထွက်ပြောထားတဲ့ဗီဒီယိုဖိုင်တစ်ခုကြီးအဲ့မှာကျွန်တော်ရေရှင်လောက်ထားကြည့်လိုက်နော် ဒီတိုင်းကြီးကိုဖျက်ဆီးခဲ့တာမင်းတို့စစ်တပ်ပဲတဲ့ဒါဖြိုကြီးကစစ်တပ်ကိုအားပေးခဲ့တယ်ဒါပေမဲ့သူစစ်ကောင်းဆောင်တွေပြောတာစစ်တပ်ဆိုတဲ့နေရာမှာစစ်ကောင်းဆောင်တွေကိုညှို့တာတစ်ဖက်မှာပေါ်လာခဲ့တဲ့ဒီတိုင်းကြီးအတွက်အလုံးလုံးမဲ့ခေါင်းဆောင်တွေပေါ်လာတဲ့မြောက်ကိုနှီးမျိုးစုံနဲ့ဖမ်းဆီးတယ်တပ်ဖြတ်တယ်ဒုက္ခပေးတယ်လှုပ်ချင်တိုင်းလှုပ်တယ်သူတို့တယောက်တည်းရှင်းပြိုင်တယ်သူတို့တယောက်တည်းအာနာယူတယ်အခုလည်းထပ်ပြီးဒီလိုလုပ်တယ်ဒါဟာတိုင်းပြည်ကိုတိုးတက်ဖို့အတွက်ဖြစ်စည်းပြစ်လိုက်တာပေါ့ နော်ဒါဒီဘက်မှာပေါ်လာတဲ့ခေါင်းဆောင်တွေနဲ့သူတို့စစ်ခေါင်းဆောင်တွေပေါင်းစည်းပြီးတော့ဒီတိုင်းပြည်တိုးတက်ရေးအတွက်စ조사မယ်ဆိုရင်ဒီတိုင်းပြည်ကပုံမကောင်းဘူးလားဆိုတာကိုရှင်းပြထားတယ်ဆိုတော့အဲ့လိုမျိုးဘောမှလေသူတို့ဘောမှတာဒီတက်မတော်ဘူးတက်မတော်နေရာမှာကောင်းကောင်းဖြစ်အောင်လို့ဘောမှတာအဲ့လိုဘောမှရင်လားကျွန်တော်တို့တွေအရင်စရာမပြောနဲ့တော်လန်ရေးတောင်လှုပ်စရာအကြောင်းရှိတယ်တကယ်ပြောတာရိုင်းဖို့ဆိုတာအဝေးကြီးနော် ဲ့တော့ဒီလိုမျိုးတော်မျိုးမင်းတို့ဒီလိုပြောနေတဲ့ကောင်မျိုးကျွန်တော်တို့ကအော်အေးဟုတ်တယ်ကွာငါတို့ဒေါ်လန်းစတူဒီယိုအဲ့ဒါဒါပဲကျေးဇူးတင်ပါတယ်ကွာဟုတ်ကဲ့ပါဟုတ်တယ်တော်မျိုးမင်းဟာကျေးဇူးတင်တယ်မင်းပြောတာမှန်တယ်ကွာငါအလုပ်ပေးရမှာလားဟမ်မလုပ်ဝင်နိုင်ဘူးငါမင်းတို့လိုယူနေမှာမဟုတ်လားငါတို့ပြည်သူကမင်းတို့လိုယူမင်းတို့စစ်တပ်ကိုထောက်ခံတဲ့အဲ့ကျော်မျိုးမင်းတို့ထော်ဆိုးတို့လက်ကဆုပ်စာကောင်းတွေတို့အောက်တန်းလည်းမကြောက်ဘူးငါတို့ပြည်သူကနော်ယုံလဲယုံမပဲ့ဘူးနော်ယူလည်းမယူဘူးလူကောင်းတွေဖြစ်တဲ့အတွက်ငါတို့ကလူစကားတော့ပြန်ပြောရမှာပဲနော်အဲ့တော့အဲ့ဒါကိုမင်းတို့နိုင်မတတ်နိုင်ဘူး ။နောက်ကျွန်တော်မင်းမင်းကတတိပေးချင်တာကလူတယောက်ရဲ့တန်ဖိုးဆိုတာမင်းဘာနဲ့ပိုင်းဖြတ်လဲမသိဘူး။နော်။အဓိကပိုင်းဖြတ်နိုင်တာဒီကိုယ့်ရဲ့ပြောစကားနဲ့ကိုယ့်ရဲ့လုပ်ရက်။လူတယောက်ရဲ့ပြောစကားနဲ့လူတယောက်ရဲ့လုပ်ရက်ဟာလူတယောက်ရဲ့တန်ဖိုးပေါ့အများကြီးပိုင်းဖြတ်နိုင်တယ်။မင်းကခွေးတောင်းစားကိုပြောလို့မင်းခွေးတောင်းစားမဖြစ်တော့ဘူး။ဒါပေမဲ့မင်းလုပ်တဲ့အလုပ်ဒီမင်းပြောတဲ့ပြောဒီအဲ့ဒီခွေးတောင်းစားတဲ့ယုံညံ့တဲ့အပြောတွေပြောမယ်။ယုံညံ့တဲ့အလုပ်တွေလုပ်မယ်ဆိုမင်းကခွေးတောင်းစားဖြစ်သွားမှာပဲ။နော်အဲ့ဒါလေးကိုမင်းသတိထားသိချင်တယ်။ အဲ့တော့မင်းကနေအတိုင်းပြုပေါ်တစ္ဆာချိပါနိုင်ဘယံပဓာတွေမပြောနဲ့မင်းပြောတဲ့စကားမင်းလုပ်တဲ့အလုပ်ကနော် logic နဲ့ဘလောက်ကိုက်နေလဲနော်မင်း logic ဖေးရရမသိမှာပါမစ္စာတင်ရတယ်မလားဟမ်အေးအဲ့တော့ဟို logic ဖေးရရဘလောက်ကိုက်နေလဲအဲ့လားပဲကြည်ပါအဲ့တော့မင်းတန်ပိုးကိုမင်းရှိချင်တယ်မင်းသားတမီးတွေအခုမင်းသားလေးရှိတယ်နော်မင်းသားလေးအရွယ်ရောက်လာရင်ကြော်မျိုးမင်းရဲ့သားဆိုရင်တွားပြီးဂလုံးဦးစောမြည်ကြည့်ဘာမှမဆိုင်သူတို့နဲ့ဒါပေမဲ့ဒါတဘောတဘာဝအရမျက်နှာငယ်ရပြီး တော့မင်းရဲ့အဲ့လိုအောက်တန်းကြမှုရုံမှမှုတွေဟာမင်းတယောက်တည်းနဲ့ခံရမှာမဟုတ်ဘူး။ကြံမြင့်ခဲ့တဲ့မင်းသားသမီးနော်မင်းမိမိအကုန်လုံးခံရတော့မှာအဲ့ဒီအတွက်မင်းအချိန်မီပြင်နိုင်သေးတယ်။ငါအကောင်းကျွတ်တာဖះဆူပါစေငါလူလူစိတ်မွေးပြီးမင်းငါတကယ်ပြောတာ။မင်းကသေလောက်ယွန်းတယ်ယွန်းဝင်မဲ့အခုဒီစကားတွေပြောတာပြီးမင်းကိုနှိမ်ပြီးပြောတာလည်းမဟုတ်ဘူး။မင်းဟာတစ်ဖက်စောင်းနေသားဖြစ်ပြီးမင်းဘဝကိုမင်းဖြတ်စည်းတဲ့အထီးအောက်တန်းကြနေတဲ့အတွက်မင်းကိုမင်းတတိထမ်းနိုင်အောင် ငါတတိပေးတယ်အဲ့ဒါငါပြောတဲ့စကားမှားလားမလားမစိတ်အေးနဲ့တွေးပြီးတော့ညအဲ့ရခံနေဝင်ခံနေမစင်းသားပါနော်အဲ့ဒါလေးပဲပြောချင်တယ်အဲ့တော့လူတယောက်ဟာဟိုမရိုင်းလို့ရတယ်ရုံမှလို့ရတယ်ဒါပေမဲ့အတိုင်းထက်အလွန်တစ်ခုကိုကြော်လွန်ဝိုင်းဘယ်ရမှမကောင်းမင်းအဲ့လိုဆက်လို့မင်းဘဝဘယ်တော့မှနေဝင်နေမလာဘူးမင်းမျိုးကြည့်လိုက်မင်းကထိန်းချောက်လာပေါ့အဲ့တော့မင်းတို့အလုပ်မျိုးငါလုပ်လဲငါဟာအောက်တန်းကျစားအောက်တန်းစားဖြစ်ပြီးငါဟာငါ့ဘဝနေဝင်ချိန်လှမှာမဟုတ်ဘူးတိကျအဲ့ဒါလေးကိုမင်းသတိရစေချင်တယ် အဲ့တော့ထောက်ခံတာထောက်ခံပေါ့ကွာဟုတ်တယ်မလားကိုယ့်ပဲနိုင်ကျင်တာလည်းနိုင်ကျင်တာပေါ့ဒါပေမဲ့ကိုတန်ဖိုးလေးတော့ကိုတိနော်